ကဲညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပြန်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီ Nottingham Forest နဲ့ဘွဲစင်မှာတော့ကျွန်တော် City Ground မှာတစ်ဖက်ငကိုးစီနဲ့တည်ကြခဲ့တယ် ဆိုတော့ဒီဘွဲမှာတချို့သောအရာလေးတွေလည်းပြောတဲ့အရာလေးတွေလည်းရှိရလို့ကျွန်တော်ကမြင်တယ်။ဆိုတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုရင်းနဲ့အတူတူဘွဲပြီးသုံးသက်ချက်လေးပြုလုပ်သွားခြင်းတယ်။ဆိုတော့ဒီဘွဲရဲ့အခြေအနေကိုကျွန်တော်မြင်ရတော့ဆိုရင်ဗျာကျွန်တော်အတင်းကဒီဘွဲမှာဒါနံမဆုံးရှုံးခဲ့တာထက်စားရင်တမန်ရခဲ့ဆိုတော့ပို့ပြီးတော့မှန်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့ဒီနေ့အတင်းရဲ့ဒီနေ့တင်ကစားတော်တဲ့ပုံစံကလည်းဗျာနည်းနည်းမြင်ကြည့်မယ်ဆိုရင်နည်းနည်းလေး boring ဖြစ်တဲ့ပုံစံကိုကျွန်တော်တွေ့ရတယ်။ပြီးတော့ဒီ armoring ချင်းကလာတဲ့ approach ကလည်းနည်းနည်းလေးလွဲနေတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ကျွန်တော်ဒီနေ့မှာကျွန်တော်အရန်တွေးမိတဲ့အတ တစ်ခုပါဗျာကျွန်တော်တို့အတင်းရ position ကိုဦးစားပေးကစားရင်ကစားမဟုတ်ရင်လည်းဒီတော့နေကြဒီ central progression zone ကိုကြော်ပြီးတော့ဒီ long ball နဲ့ဒါရိုက်အတက်ကိုပဲတွားရင်တွားအဲ့လိုတွားရမယ့်အောင်ကိုကျွန်တော်တို့အတင်းရအဲ့လိုမတွားဘဲနဲ့ဗျာဒီ short ride ရဲ့ကစားတဲ့ပုံစံအတိုင်းပဲကျွန်တော်တို့အတင်းရလိုက်ပြီးတော့ကစားတဲ့ပုံစံဖြစ်နေဆိုတော့နှစ်တင်းရပြောချင်တာကဗျာ approach ချစ်ကက်လာတဲ့ Brewers Drew နေတော့ဒီဂိမ်းရကိုပြင်းပြပို့ပြီးတော့ကောင်းတယ်ဗျာဆိုတော့ဒီပွဲကတကယ်တမ်းကျတော့ကျွန်တော်တို့ဒီ2ဒေါ်2ဒေါ်နဲ့ပြီးသွားဗျာဆိုတော့ defense 9ကိုစီဆိုတော့ဂိုးတွေပြန်လည်သွင်းပြီးတော့ဒါမကြည့်တဲ့သူဆိုရင်ကြည့်ကောင်းတယ်ဗျာထင်ထင်ကောင်းထင်နေပဲဒါပေမဲ့ပွဲရဲ့ပုံစံကတော့ boring ဖြစ်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့အတင်းကဒီ Amorin ချစ်ကက်လာတဲ့ပုံစံဒီနေ့မှတော့တိတ်ပြီးတော့ဒီ decision ရမပြတ်သားတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကအတင်းရဲ့ intensity ပေါ့ဟိုအတင်းရဲ့ intensity ဆိုတာဗျာဒီ Nottingham Forest ဆိုရင်ဒါဥရောပပွဲစဉ်တွေပါတယ်တော့ကစားထားတဲ့အတင်းဗျာဒါပေမဲ့အဲ့အတင်းရဲ့ကစားအားကျွန်တော် 老顶太不必了，搞哄的。就今老顶下第八嘛岁，像你。 ဒီဘလိုပုံစံသွားကျင်လဲဆိုတော့တိတိကျကျမတွေးရအောင်တကယ် play front set ပဲသွားကျင်တာလားဒါမှမဟုတ်ရင် down ball second ball တာပြီးသွားကျင်တာလားမဟုတ်အဓိကဆက်ပြီးအားပြန်ခဲ့တဲ့ပွဲလိုတောင်မှကျွန်တော်ကတော့မြင်တယ်ဗျဆိုတော့ကျွန်တော်အတင်းရတာပထမပိုင်းမှာဆိုရင်လည်းကစားပုံအရအားရစရာကြီးမကောင်းခဲ့ဘူးဒါပေမဲ့လည်းကျွန်တော်တို့ဒီရလာတဲ့ဒီဆက်ပြီးတိုင်းကဆက်ပြီးရနေပြီးတော့ကျွန်တော်ဂိုးသွင်းတယ်ကျွန်တော်အတင်းခုနောက်ပိုင်းဒီဆက်ပြီးတွေကနေပြီးတော့ဂိုးသွင်းလာနိုင်တာကိုတော့ကျွန်တော်သဘောချရတယ်ဗျဘာလို့ဆိုတော့ကျွန်တော်အတင်းအိုက်ပိုင်းနေမှာတော့တော်တော်ကြီးတိုးတက်လာရဲ့လို့ပြောလို့ရတယ်ဆိုတော့ Nottingham Forest ကအမှန်တမ်းပြောရင်ပထမပိုင်းမှာကသူတို့က နဲ့ပို့ပြီးတော့လုံနိုင်တဲ့အနေအထားလေးရှိရဗျာဒါပေမဲ့သူတို့လည်းသူတို့ရဲ့ဒီ attempt တွေကဗျာတိတ်ပြီးတော့ဒီ danger တော့အရင်ကြီးမဖြစ်ဘူးဒီ danger အရင်ကြီးမဖြစ်ပြီမဲ့သူတို့ဘက်ကပို့ပြီးတော့လုံအောင်အောင်ကောင်းတယ်ပို့ပြီးတော့အလုံးဖြစ်တဲ့ပုံစံမျိုးအတွေ့ရတယ်ဒါပေမဲ့ကျွန်တော်အတင်းရဒါဥဆောင်ကိုရခဲ့တယ်ဒါပေမဲ့ဒီပွဲရဲ့ဒီအလှပြောင်းဖြစ်တော့တာကျွန်တော်ဒုတိယပိုင်းစတဲ့အချိန်ပဲဒုတိယပိုင်းစတဲ့အချိန်မှာအတင်းရ focus ခဏတက်သွားကျွန်တော်ပြောရပြကျွန်တော်တို့အတင်းရ ရှေ့ရသုံးပွဲစလုံးမှာကျွန်တော်အသင် concentration focus ကမိနစ်90အပြည့်လုံးကျွန်တော်အသင်ပေးနိုင်ခဲ့တယ်ဆိုတော့ကျွန်တော်ပြောခဲ့ဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်ရှေ့ရသုံးပွဲနိုင်ထားတာရောဗျာဒီပွဲမှာလည်းဒါတကူရထားကြောင်းလည်းပါပါပါအသင်ရဲ့ဒီ focus ကတော်လေးလွတ်တာကိုတွေ့ရတယ်ကျွန်တော်အထလေးရလို့လည်းပြောလို့ရတယ်ဆိုတော့အဲ့လိုခဏလေးလွတ်လိုက်တဲ့အချိန်တွင်းမှာပဲတကယ်ကိုကျွန်တော်တို့နှစ်ကိုးသက်တိုက်ပြန်ပြီးတော့ turn around ဖြစ်သွားတယ်ဆိုတော့ဒါလို့ရဲ့အားနည်းချက်တွေလည်းအများကြီးမြင်ရပါပဲကျွန်တော်ဒါလို့နဲ့ပတ်သက်ပြီးတော့လည်းအများကြီးမပြောချင်ဘူးဗျာဘာလို့လဲဆိုတော့ ဒါလောက်ကကျွန်တော်တို့မမြင်ချင်လဲမြင်နေရအောင်ပဲကစားသမားပဲဆိုတော့ဒီအစ်စ်ခေါ်လိုက်တဲ့ဒေါ်ဂူကလည်းဒီသူ့လောက် စက်ထိုင်ကောင်မပြနိုင်တဲ့အခါမှာဟိုအမိုရင်းကတိတတပဲဒီလက်ဝင်းဘက်မှာဆိုရင်ဓာလောက်ကိုတောင်းပို့ပြီးတော့တုံးလာတည်ရဲ့ပြီးတော့သူ့ထက်ပိုကောင်းတဲ့ကစားသမားမရှိသေးသေးဓာလောက်ကတုံးနေအောင်ပါပဲဆိုတော့ဒီကစားသမားကြောင့်လည်းမပြောချင်တော့ဒါပေမဲ့ United quality မှာရှိနေလားဆိုတော့လေအဲ့လောက်ကြီးတိပြည့်နေတဲ့ကစားသမားလည်းမဟုတ်ဘူးဆိုတော့ဒီဘက်မှာဆိုရင်လည်းသူ့ရဲ့ဒုတိယဒုတိယလုံးဆိုရင်သူ့ focus လည်းတော်တော်ကြီးလွတ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့ထားပါဒါအကုန်လုံးရဲ့ဒီ focus ကလွတ်လို့ concentration လွတ်လို့မဟုတ်ကျွန်တော်တို့အဲ့ချိန် minute အတွင်းမှာပဲကျွန်တော်ငကိုးပြန်ပေးလိုက်ရတယ်ဆိုတော့အဲ့မှာကျွန်တော်ဒုတိယပိုင်းမှာအမှန်တမ်းပြောရင်ပထမ င်းဒီဇိုင်းကျွန်တော်တင်းဒုတိယပိုင်းမှာပို့ပြီးတော့ thread လုပ်နိုင်တယ်ဗျာဒါပေမဲ့ကျွန်တော်အသင်းရဲ့ဒီ Amadia လို့နဲ့ Ambom ကအမြဲတမ်း isolate ဖြစ်နေတဲ့နှစ်ယောက်တည်းဆိုတော့အသင်းရဲ့ကစားသမားတွေအိုက်ဘက်ပိုင်းကိုတော့ပြီးတော့မကူပေးနိုင်တာကိုတွေ့ရတယ်အထူးသဖြင့်ဒီ Casio Bruno ရောက Central မှာသူတို့ကစားနေတဲ့နေရာတော်တော်လေးကျင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီနေ့ပွဲမှာဒီ အံပိုးမွန်ရဲ့အာမက်ရဲ့အမြဲတမ်း3 vs 2 4 vs 2အနေထားရတယ်ပဲ။ဒါတောက်လျှောက်ရှင်းပြီးတော့ဖိုက်နေရတဲ့အခါမှာအံပိုးမွန်ဆိုရင်ဒါပြီးခန်းနေဆိုရင်တော်တော်လေးကြာလာအောင်ထရရတယ်။ဆိုတော့အတင်းကကျွန်တော်အတင်းရတာညာဘက်ကအလုံးဖြစ်နေတဲ့အချိန်မှာညာဘက်တချမ်းကိုပိတ်လိုက်တဲ့အခါမှာကျွန်တော်အတင်းအနေနဲ့ကောင်းကောင်းကြီးအလုံးမလုံးနိုင်တော့တော့ထရရတယ်။ဒါတောင်မှကျွန်တော်ဒီ အခွင့်ကောင်းမွန်တဲ့အခွင့်အရေးလေးတွေရရရခဲ့သေးတယ်ဗျ။ဆိုတော့ကျွန်တော်ဒီပွဲမှာအဓိကပြောချင်တာအခွင့်နဲ့ပေးဖို့ကလည်းပုံမှန်ထက်ပိုပြီးတော့ဒါအားနည်းနေအောင်တွေးရတယ်။ဆိုတော့ပွဲအစမှာလည်းအတင်းရဲ့ကစားအားဟိုကြာနေတဲ့ပုံစံမျိုးဖြစ်နေတယ်ဗျ။ဆိုတော့ဒီနေ့ဘရူနိုဖာနန်ဒက်ဆိုရင်တော်တော်လေးကြာတယ်။ဆိုတော့ဘရူနိုလည်းအမှန်တိုင်းပြောရင်ဗျာဒါတချို့ညီကိုတွေကဘရူနိုဝေဖန်ရင်ကြောက်ကြိုက်မှာမဟုတ်ဘူး။ဘရူနိုကိုကျွန်တော်တို့ထားကစားတဲ့ပုံစံဘယ်လိုဖြစ်နေလဲဆိုတော့တပွဲလုံးမကောင်းရင်နေကွာဟို ဒီမိနစ်90တဲမှာမှ moment လေးတစ်ခုနှစ်ခုလောက်ကိုမျောကိုပြီးတော့ဒီကသူ့ကိုကွင်းထဲမှာဆက်ထားနေရတဲ့ပုံစံဖြစ်နေရဲဆိုတော့ဒါဟိုတစ်ခါလေးကြောက်လည်းကောင်းတယ်ဗျာဥပမာကျွန်တော်တို့ဒီ Brighton နဲ့ပွဲမှာကျွန်တော်နိုင်တယ်ပွဲမှာဆိုရင်ဒါနောက်ဆုံးလုံး Bruno လောက်တော့တဲ့ပုံစံသူ့ရဲ့ဒီ game game sense ပေါ့ဗျာဒီသူ့ရဲ့ဒီ ဒီဆက်တော်တော်လေးကောင်းတဲ့အချိန်မှာဒါကျွန်တော်တို့ကိုရတဲ့အချိန်မှာဒူတွေဝိုင်းချစ်ပြောဒါပေမဲ့အဲ့လို moment တစ်ခုတည်းအဲ့လို moment လေးတွေကိုပဲကျွန်တော်တို့ကအားကိုးပြီးတော့သူ့ကိုထည့်ထားတဲ့ပုံစံမျိုးဖြစ်တာဆိုတော့မိနစ်90လုံးမှာအဲ့လို moment တစ်ခုနှစ်ခုလောက်ကိုမျောမှန်းပြီးထည့်ထားပြီးတော့ဂျန်တဲ့မိနစ်တွေမှာအလုံးမဖြစ်တဲ့ပုံစံမျိုးဒီဘက်ဆိုရင်ကက်စီတက်ဆိုင်ဘရူနိုကပို့ပြီးတော့ကြာနေရအောင်ကျွန်တော်ကတော့မြင်တယ်ဗျာဆိုတော့ဒီဒီကွင်းလေရလည်းကျွန်တော်တို့ဒီတိုင်းသွားလို့မဖြစ်သေးဘူးဆိုတော့ကျွန်တော်ကတော့အမှန်တိုင်းပြောရင်ကွင်းလေကစားသမားမခွန်နိုင်သေးရတော့ဒီ central progression ကိုကြော်ပြီးတော့ဒီ down ball long ball တွေ drive ball တွေသွားတာကိုပဲကျွန်တော်ကပို့ပြီးတော့လုပ်စီချင်တယ်ဆိုတော့ အများကြီးတော့ပြောကြရမရှိဘူးကျွန်တော်တို့အသင်းဘက်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်း Nottingham Forest လည်းကျွန်တော်အသင်းကိုတော့ဒီလော်လေကူကူနဲ့ကစားခဲ့ရတာမဟုတ်ဘူးခက်ခက်ခဲခဲနဲ့ကစားခဲ့ရတယ်ကျွန်တော်တို့အသင်းကလည်းဒီ Nottingham Forest ကိုခက်ခက်ခဲခဲကစားခဲ့ရတယ်ဆိုတော့နှစ်သင်းရသွားတဲ့ဂိုးတွေကိုပြန်ကြည့်မယ်ဆိုရင်လည်းနှစ်သင်းလုံးကဒါဆက်ပြီးဆန်ဆန်ဘောရီယာနေကြီးပဲရသွားတာလို့ကျွန်တော်ပြောလို့ရရဗျာဆိုတော့ဒီဆက်ပြီးအားပြိုင်ခဲ့တဲ့ပွဲပေါ့ဗျာဆိုတော့ထုံးတဲ့တိုင်းပဲရှောင်းတိုင်းကတော့ ဒီ physical ဒီ ground jewelry area jewelry မှာဒါ industry သုံးပြီးတော့ကစားရဲ့သူ့ရဲ့ပုံစံတိုင်းကစားသွားတယ်အတင်းကလည်းဒီ on the boy ရော off the boy ရောမှာကဒီရှောင်းတိုင်းရဲ့ပုံစံ approach အတိုင်းပဲတွားပြီးတော့ထက်ထူကျနေတာအမော်ရင်းနေနည်းနည်းမှားရလို့ထင်တယ်ဆိုတော့လူစားလဲမှုကတော့ကျွန်တော်အပြစ်လဲမြင်နေတယ်လို့အပြစ်လဲမမြင်ချင်ဘူးဗျအပြစ်မြင်တယ်ဆိုတာကကျွန်တော် အတင်းရ energy ကိုလိုတဲ့အခါမှာဒီမဟုတ်ပေဒီကစားမားတွေကိုထည့်လိုက်စေခြင်းနဲ့ဟိုတစ်ဖက်ကပြန်ကြည့်ရင်ကျတော့လေဒီ substitution player တွေကလွန်ကောင်းတဲ့အာမခံမှုကလည်းမပေးနိုင်တော့ဒီရှိတဲ့လူနဲ့ပူဆက်သွားတာပူကောင်းတဲ့ပုံစံမျိုးကလည်းဖြစ်နေတော့အဲအဲ့ဒီဘိုင်းတော့ရှိတယ်ဒါပေမဲ့ဒါကြီးကတော့ကျွန်တော်တို့ဒီလူခွေယူမှုတွေဘာကြီးလုပ်ပြီးမှပဲကျွန်တော်အပြောင်းလဲလုပ်နိုင်မယ်ဆိုတော့ဒီပွဲကများ overall အနေနဲ့ကျွန်တော်အမြင်ပြောရရင်နည်းနည်းလေး boring ဖြစ်စရာကောင်းတယ်ပြီးတော့ကျွန်တော်အတင်းဒါနှစ်မျက် ဆုံးရှုံးခဲ့တဲ့ဆိုင်တမက်ရခဲ့တဲ့ပွဲလို့လည်းကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီညာဘက်တချမ်းကိုကျွန်တော်အသင်းပိတ်ကစားခံရတဲ့အချိန်မှာကျွန်တော်အသင်းဘယ်လိုပုံစံနဲ့ဖြည့်ရှင်းမလဲဆိုတာမျိုးတွေနောက်ပွဲတွေမှာအဖြေရှားတင်တယ်ပြီးတော့ Bruno တို့ဒီ Cassie တို့ဒီဒါပဲ pivot အတွဲကိုလည်းကျွန်တော်ဒီ moment တစ်ခုချင်းစီတိုင်းအတွက်ဗျာဒီတပွဲလုံးမိနစ်90လုံးနေမှာတစ်ခါတစ်ခါလောက်ထွက်လာပဲ moment တစ်ခုချင်းနှစ်ခုချင်းစီကိုဒါမျှော်ပြီးတော့ကစားလာတဲ့ဆိုင်အဲ့ထက်ကောင်းမွန်တဲ့ approach တွေနဲ့သွားတင်တယ်လို့ကျွန်တော်ကထင်တယ်ဆိုတော့ညီကိုရဲ့အမြင်လဲကျွန်တော်လည်းဒီ comment section မှာဝင်အောင်ဆွေးနွေးသုံးသပ်ပေးသွားပါဦးကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုင်းနေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်